နှလုံးသွေးကြောယောဂနဲ့အုံနောက်သွေးကြောယောဂတွေဟာထိုင်းလူမျိုးတွေကိုအများဆုံးသိဆုံးစေတဲ့ဒုတိယယောဂဖြစ်ပြီးကမ္ဘာပေါ်မှာနေထိုင်တဲ့လူများစွာသိဆုံးစေတဲ့ပထမယောဂဖြစ်တယ်ဆိုတာသိရဲ့လားအဓိကအကြောင်းရင်းကတော့သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ရုတ်တရက်နှလုံးဖောက်ပြန်သူရဲ့60-90%ကတတိပေးချက်ကိုကြိုတင်မရှိပါဘူး။နောက်ကျချိန်မှသိတော့မမီတော့ပါဘူး။ ဒီနေ့ကျမကမိတ်ဆွေတို့ရဲ့နှလုံးနဲ့သွေးကြောကိုထောက်ပံ့အားပေးတဲ့ဖြစ်ဆွဲအစားအစာတစ်ခုကိုမိတ်ဆက်ချင်ပါတယ်။ဒါကတော့မာရီနာပဲဖြစ်ပါတယ်။မာရီနာထဲတွင်အဓိကပါဝင်တဲ့ပစ္စည်းများက၄မျိုးရှိပါတယ်။နံပါတ်၁ငါးကြီးစီ၊နံပါတ်၂ခွေယူအိုင်၊နံပါတ်၃အက်စတာဆန်တင်၊နံပါတ်၄ဗီတာမင် E ဖြစ်ပါတယ်။ပထမအရာကိုကြည့်ကြရအောင်။ ငါးကြီးစီက omega 3 acid အရန်ပါဝင်ပါတယ်။ပြီးတော့ omega 3 acid ထဲတွင်လိုအပ်တဲ့အက်ဆီဒန့်နှမျိုးရှိတယ်။နံပါတ်1မှာ EPA ဖြစ်ပါတယ်။ EPA ကသွေးကြောနဲ့နှလုံးကိုထောက်ပံ့အားပေးပြီး cholesterol နဲ့ triglyceride ချောကျစေပါတယ်။နံပါတ်2ကတော့ DHA ဖြစ်ပါတယ်။ DHA ကအုန်းနောက်နဲ့မျက်လုံးအာရုံကြောကိုထောက်ပံ့ပါတယ်။ပါဝင်တဲ့ဒုတိယပစ္စည်းကခွေယူအိုင်းဖြစ်ပါတယ်။ပစုံကောင်နဲ့တူညီတဲ့ခွေယူကောင်ကနေရရှိပါတယ်။ ခွေယူအိုင်းနဲတွင် omega 3 omega 6 omega 9 fovolin ဗိတ်ဓာတ်နှင့် ester setin ဓာတ်ကိုပါဝင်ပါသည် ester setin ဓာတ်ကတော့ hematococcal fluvia လေးအမည်ရှိတဲ့သေးငယ်တဲ့အစိမ်းရောင်ရင်းကြီးကနေထုတ်ယူပါသည် ester setin ဓာတ်ကတက်တိုးပစ္စည်းကိုအကောင်းဆုံးကာကွယ်ပါသည် ဆဲများပြည့်စည်ခြင်းကိုအကောင်းဆုံးကာကွယ်ပေးပါတယ်။ဗီတာမင် C ထက်အစ6000ပိုကောင်းပါတယ်။နောက်ဆုံးပါဝင်ပစ္စည်းကတော့ဗီတာမင် E ဖြစ်ပါတယ်။သွေးနေဦးပြိုကွဲမှုနဲ့သွေးကြောရောင်ရမ်းမှုကိုလျှော့ချနိုင်ပါတယ်။မရီနာကိုတောက်သုံးတာကြောင့်ကိုလက်စတရောနဲ့ထရိုင်ဂလီစီရိုက်ကိုချော့ချခြင်းအမြင်အားအုံနှောက်နှလုံးသွေးကြောအရေပြအဆင့်မြင့်များထောက်ပတ်မှုကိုအားပေးပါတယ် ောက်သုံးရမယ့်နီလန်းကတော့မွေးရပါနှလုံးရောဂါရှိတဲ့သူအတွက်မနက်စာအုပ်သုံးဆောင်ပြီးမှတလုံးတောက်ပါသွေးကြောရင်းအစီများရှိသူနဲ့နှလုံးရောဂါဖြစ်သူတွေအတွက်မနက်စာနဲ့ညစာကိုသုံးဆောင်ပြီးမှတလုံးတောက်သင့်ပါတယ်အစီတက်လျှော့ကြပြီးနှလုံးသွေးကြောကိုအကျိုးများစေဖို့မာရီနာနဲ့ကြီးရှုဆောက်ရှောက်ဖို့မမေ့ပါနဲ့နော်